မင်္ဂလာပါရှင်ရှင်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့စမှုဆိုင်ပြူဝင်းမြူရေးအကြောင်းများတွင်ចောင်းသားចောင်းသူ13000ကျော်တက်ရောက်လျက်ရှိရသတင်းဖြစ်ပါတယ်စမှုဆိုင်ပြူဝင်းမြူရေးအကြောင်းများတွင် grade 10မှာចောင်းသားចောင်းသူ9000ကျော် grade 11မှာចောင်းသားចောင်းသူ9000ကျော်နဲ့ grade 12မှာចောင်းသားចောင်းသူ3000ကျော်စုစုပေါင်း13000ကျော်တက်ရောက်လျက်ရှိရလို့ပညာရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒေါက်တာချောချောစိန်က အော်တိုဘာ23ရက်နေ့နဲ့ပိုင်းကမြေပြည်တော်ပညာရေးဝန်ကြီးဌာနရုံးမှတ်73အစည်းအဝေးခန်းမှာကျင်းပတဲ့2025 2026ပညာသင်နှင့်စက်မှုဆိုင်ပြုဝင်းမြူရေးအတက်ပညာများသင်ကြားနေတဲ့ဂရိတ်တွဲကျောင်းသားကျောင်းသူများအတွက်စာမွေးဆိုင်ရာလုပ်ငန်းစဉ်များအတိပြုညှိနှိုင်းအစည်းအဝေးတွင်ပြောကြားကြောင်းသိရပါသည်။ အလာတူဂရိနိုင်းပညာပါကဆက်လက်ပညာသင်ယူနိုင်ရန်ကျောင်းသားကျောင်းသူများအနေဖြင့်တက်ရောက်လိုတဲ့အခြေခံပညာဘာသာရပ်တွင်တက်မွေးပညာများဖြစ်တဲ့စက်မှုနည်းပညာနှင့်စိုက်ပျိုးရေးနည်းပညာကိုသင်ယူလေ့လာခွင့်ရရှိနိုင်မှာဖြစ်ကြောင်းပညာရေးဝန်ကြီးကပြောကြားပါသည်ဒါအပြင်အခြေခံဘာသာရပ်များကိုအခြေခံပညာဦးစီးဌာနမှဆရာဆရာမများဤပညာဘာသာရပ်များကိုဤပညာတက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှဆရာဆရာမများ စက်ပြိုးရင်နှင့်မွေးမြူရေးဘာသာရေးများကိုစက်ပြိုးရင်နှင့်မွေးမြူရေးဦးစီးဌာနများမှဆရာဆရာမများကအားဖြင့်တင် जा ပေးလျက်ရှိတယ်လို့ဆိုပါတယ်။ အဆိုပါဆက်မှုစာပြမွေးမြေကြောင်းများကိုနိုင်ငံတော်အကြီးအကဲရဲ့လမ်းညွှန်ချက်နဲ့အညီအရေးသွေးပြေဝါတဲ့အသက်မွေးဝမ်းကြောင်းပညာရေးနှင့်ချိတ်ဆက်ပေါင်းကူနိုင်ရန်ရှိရ၍စိုက်ပျိုးရေးမွေးမြေနှင့်စေမြောင်းဝင်ကြီးဌာနပညာရေးဝင်ကြီးဌာနနှင့်သိပ္ပံနေနီးပညာဝင်ကြီးဌာနတို့ပူးပေါင်းပြီး2023-2024ခုနှစ်မှစတင်ဖွင့်လှစ်ခဲ့ရာအခုအခါတွင်89ကျောင်းဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်းသိရှိရပါသည်ရှင်။